ားလုံးမင်္ဂလာပါကျွန်တော်အရှိမကျွန်တော်အမြဲတမ်းသုံးနေတဲ့ supplement တွေအကြောင်းပေါ့နော်အဲ့ဒီ supplement တွေအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တခုချင်းစီ video တွေကျွန်တော်လုပ်ပေးသွားမယ်ဆိုပြီးကျွန်တော်အရှိမပြောထားတာရှိပါတယ်အဲ့ဒီရောက်မှာမေးထားတဲ့အကြောင်းတွေကိုလည်းတခုချင်းစီနဲ့ကျွန်တော်ဆက်လက်ပြီးတင်ဆက်ပေးသွားပါမယ်ဒါတွေအားလုံးကကျွန်တော်ကဟို seminar ရနေလို့ seminar တွေ light down နေပြီးတော့အဲ medical point of view ကနေဆရာဝန်တယောက်လိုပုံစံမျိုးကျွန်တော်ကအဲ sharing လုပ်နေတာမဟုတ်ဘူး ကျွန်တော်ကကျတော့ကျွန်တော်ကိုယ်တိုင်ဆရာဝန်နေတဲ့တိုင်ပင်နဲ့ nutrition ဆရာဝန်နေတဲ့တိုင်ပင်နဲ့ကျွန်တော်မိတ်ဆွေဆရာဝန်နေတဲ့တိုင်ပင်နဲ့ပြီးတဲ့အခါမှာကျရင်ကျွန်တော်အတွက်လိုအပ်တဲ့ supplement တွေကိုကျွန်တော်သုံးဆွဲတယ်။သုံးဆွဲတဲ့ supplement တွေတည်းကနေပြီးတော့ကျွန်တော်ရဲ့ကိုတွေ့သိထားတဲ့နားလည်ထားတဲ့အကြောင်းအရာတွေကျွန်တော်လေ့လာမှတ်သားဖတ်ရှုထားတဲ့အကြောင်းအရာတွေနဲ့အာဆရာဝန်တွေရဲ့ကြောကြားချက်တွေအကုန်လုံးကိုကျွန်တော်ကဒါကျွန်တော်ရဲ့လက်တွေ့အကြောင်းတွေကို knowledge sharing ပြန်လုပ်ပေးတဲ့သဘောပါ။အဲဒီတော့ကျွန်တော်အနေနဲ့ကလူတွေကိုဒီဟာတွေဒီဒါတွေလုပ်တယ်လိုက်လုပ်ပါကောင်းပါတယ်လို့ကျွန်တော်ပြောနေတာတော့မဟုတ်ဘူး။အာကောင်းမယ်ထင်တဲ့သူတွေ အာကျွန်တော်လိုမျိုးပဲကျွန်တော်တို့ဒီ way တစ်ခုကိုရှောင်နေတဲ့သူတွေကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကိုလိုအပ်ချက်တစ်ခုကိုကိုင်ညီတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုတွေကအများကြီးအထောက်အကူပြုပါလိမ့်မယ် ဲ့တော့ကျွန်တော်ကဒါတွေကိုတော့မကောင်းတယ်လို့ပြောနေတာမဟုတ်ဘူးကျွန်တော်တုံးတယ်ကျွန်တော်တို့ကောင်းတယ်အဆင်ပြေတယ်လာမေးတဲ့လူရှိတယ် knowledge sharing ပြန်လုပ်ပေးတယ်ဆိုရဲသဘောနဲ့ကျွန်တော်တင်ဆက်သွားမှာဖြစ်ပါတယ်အဲ့တော့နောက်ပိုင်းဗီဒီယိုတွေမှာဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတင်ငယ်ချင်းတွေအဲဆရာဝန်တွေနဲ့ medical point of view ဘက်ကနေပြီးတော့အဲကျန်းမာရေး healthy lifestyle အနေနဲ့သွားတဲ့သူတွေဘယ်လိုတုံးဆွဲကြလဲဘယ်လိုတုံးတင်လဲဘယ်လိုနေထိုင်စားတော့ကြလဲဆိုရဲအကြောင်းအရာတွေရဲ့ကျွန်တော်တို့ကာယပလသမားတွေရဲ့အမြင်နဲ့ဘယ်လိုလုပ်ကြရလဲဆိုရဲအပိုင်းတွေကိုကျွန်တော်တို့ကချိန်ထိုးပြီးတော့ဒီဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်အဲ့တော့ကာယဗလာသမားတယောက်ကကာယဗလာအမြင်နဲ့ကျွန်တော်တို့ကစက်သားတွေအများကြီးစားတယ်အသားတွေအများကြီးစားတယ်အလေးတွေအများကြီးမားတယ်ဆိုပြီးတော့ဆော့အောင်နေလို့မရဘူးလူတိုင်းဟာဗလာကြီးကျင်တာမဟုတ်ဘူးလူတိုင်းဟာကျန်းမာရေးကောင်းဖို့အတွက်ကိုနေ့စဉ်လှုပ်ရှားရုန်းကန်နေရတဲ့သူတွေဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဂျင်သွားဆော့ပါဆိုလို့ပြောတဲ့အခါမှာကြားလို့ချင်းစစ်ပက်နဲ့ဗလာကြီးတွေပဲပြေးနေမှာလည်းမဟုတ်ပါဘူးမွေးကြဖို့ဆိုတာခဏထားပါအောင်ကျန်းမာရေးကောင်းဖို့ဆိုတဲ့အမြင်နဲ့ဂျင်ဆိုတဲ့ဟာကိုကျွန်တော်တို့က ဂျိုတင်ကျမ်းမာရေးကောင်းဖို့အတွက်ဂျိုတင်ကာကွယ်တဲ့ဟာတစ်ခုအနေနဲ့ကျွန်တော်မြင်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီထိုနီလကောင်မဲ့ supplement ဆိုတဲ့ဟာလေးဒီဖြည့်စွက်စာတွေဖြစ်တယ်စေးဝါးတွေလိုမျိုးကျွန်တော်တို့ကကုသရေးစေးဝါးတွေနဲ့မဆိုင်ဘူး supplement ဆိုတာဖြည့်စွက်စာဖြစ်တယ်လိုအပ်ချက်ကိုဖြည့်တင်ပေးတဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့ဒီထဲမှာမှကျွန်တော်ဒီနေ့စတင်ပြီးပြောချင်တဲ့ဟာတော့ကျွန်တော် testosterone booster အကြောင်းပြောပြောချင်တယ်ပေါ့နော် ရှောက်ကြားလေးတွေတော်တော်များများသဘောကျကြလိမ့်မယ်ထင်တယ်။တချို့တွေဆိုလို့ရှင်နောက်တလို့ကြောင်းတလို့ ਨੇ ကျွန်တော်လာမေးကြတာဖြစ်တယ်။ကျွန်တော်ကတော့အသက်40ကျော်50ကျော်နေပြီ။ကျွန်တော်အာဒက်ဆိုရောအားကောင်းအောင်မလုပ်ရမလဲလို့မေးတာရှိတယ်။ပြီးတော့နောက်တစ်ခုဆွဲ natural ပေါ့နော် natural ပြိုင်ကျင်တဲ့ညီလေးတွေရှိတယ် natural testosterone boost လုပ်ကျင်တဲ့ညီလေးတွေရှိတယ် PED ဆိုရဲအဲဒီပေါ့ဟိုဆေးဝါးတွေမတုံးကျင်ဘူးဆိုရဲသူတွေရှိတယ်အဲ့တော့ PED မတုံးမဲနဲ့ကျွန်တော် natural testosterone boost ရအောင်ဘယ်လိုလုပ်မလဲအစားအသောက်တွေကျွန်တော်တို့စားလို့ရတယ်အစားအသောက်တွေထဲမှာအများကြီးရှိတယ်စသဖြင့်ပေါ့ဗျာ thobat dio သာသမီးမြန်မာလိုပြောရမယ်ဆိုခွေးလျားဒီအနက်စီပြောပြုတ်စားလာလော့စားလာဒီလိုမျိုးတွေရှိတယ်။အဲ့ဒီထဲမှာကျွန်တော်တို့ကဒီလိုမျိုးတွေမလုပ်နိုင်ဘူးအစားအသောက်တွေမဟုတ်ဘဲနဲ့အလွယ်တကူ supplement အနေနဲ့ capsule လေးတွေနဲ့ကျွန်တော်တို့ကအလွယ်တကူသုံးလို့ရ ရမယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်ဗောနော်အဲ့တော့ဒီကျွန်တော်တို့ဗိုက်တာမင်မန်နီယယ်ထဲမှာဆိုလို့ရှင်လဲဇင့်တို့ဘာတို့ကဒါအာကြားဟောင်းမုံထွက်စေဖို့အတွက်ကောကျွန်တော်တို့ immune system ကောင်းစေဖို့တို့ကောအလုံးကောင်းနေရတယ်ဖြစ်တယ်အဲ့ဒီထဲမှာကျွန်တော်သုံးတဲ့ TF ဆိုတဲ့ဟာကိုကျွန်တော်ဒီနေ့ share လုပ်ပေးခြင်းတဲ့ TF ဒီဟာလေး TF ကဘာလဲဆိုတော့ကျွန်တော်ကလောလောဆယ်တော့ DTF တုံးတာကိုခဏရက်ထားတယ်ဒါကကျွန်တော်ယူလာတာကျွန်တော်ပြိုင်ပွဲပြိုင်နေတဲ့အချိန်မှာကြောင်းလို့ရှိရင်တော့ကျွန်တော် TF ကိုမတုံးသေးဘူးအဲကျွန်တော်ပြိုင်ပွဲပြိုင်ပြီးသွားတဲ့အချိန်မှာ Full Cycle Therapy ဆိုတာရှိတယ်ဒါကတော့ကားဗလာသမားတွေပို့ကြည့်လိမ့်မယ် Full Cycle Therapy ကြောင်းလို့ရှိရင်ကျွန်တော် Natural Testosterone ကို ပြန်ပြီး boost ပြန်အောင်ကျွန်တော်လုပ်တာလေ network test zone တွေ SAPG တွေစသဖြင့်ပေါ့နော်အာဒါဟို subscribe နဲ့ပတ်သက်တာတွေလည်းရှိတယ် test zone ဆိုတဲ့အခါမှာတချို့တွေကကြားဟောင်းမုံလို့ပြောတဲ့အခါမှာပြေးပြေးပြီးမြင်ကြတာကခင်ဗျားတို့ရဲ့ဒီအိယာဘောကအကြောင်းအရာတွေပဲခင်ဗျားတို့ပြင်းမြင်တယ်အဲ့တော့ဟော်မုန်းဆိုတဲ့အကြောင်းအရာကအရင်အရေးကြီးတယ်အရေးပါတယ်အရင်အရေးပါတယ်ဆိုတာခန္ဓာကိုယ်တစ်ခုရဲ့ခင်ဗျားတို့ရဲ့တွေးတောဆင်ခြင်မှုတွေလှုပ်ရှားမှုတွေအာနေ့စဉ်နေ့လိုက်ဆိုင်နေမှာကိုအရင်အရေးပါတယ်အဲ့တော့ test zone က balance မညီဘူးဖြစ်နေမယ်တက်စလုံးကြာနေတာမျိုးတွေစသဖြင့်ပေါ့နော်အ main ကလေးတွေအတွက်ပြောတာမဟုတ်ဘူးဒါယောက်ျားလေးတွေအတွက်ပြောတာအဲ့ဒါမျိုးတွေဆိုလို့ရှိရင် hormone ကရှင်နေတယ်ခင်ဗျားအိတ်မပြောတာတွေ mood swing ဖြစ်တာတွေ fatigue ဖြစ်တဲ့အပိုင်းတွေပင်ပန်းနွမ်းနေနေတာတွေစိတ်မပါလက်မပါနဲ့ခင်ဗျားတို့အလုပ်လုပ်ရတဲ့အပိုင်းတွေမှာလည်းစိတ်မပါလက်မပါဖြစ်တာကမျိုးတွေဖြစ်တာရှိတယ်ဆိုတော့အဲ့တော့ natural testosterone ဘူစာကိုကျွန်တော်ဘယ်လိုလုပ်ကြမလဲဆိုလို့ရှိရင်ကျွန်တော်ခုနပြောသလိုပေါ့အစားအသောက်တွေကလည်းယူလို့ရတယ်လို့ဒီလိုမျိုး supplement တွေကယူလို့ရတယ် BTF ကကြတော့ အာသူ့မှာပါတဲ့ဟာကအာစင်ပါတယ်စင်ပါတယ်နောက်ပြီးလို့ရှိရင်ဗီတာမင် B6 folic acid နောက်ပြီးလို့ရှိရင်ဗီတာမင် B12 ဒီလေးမျိုးပါတယ်အဲ့ဒီထဲမှာမှာကျွန်တော်တို့ကတက်ဆိုရုံးကိုမြင့်တင်ပေးစေနိုင်တဲ့ amino acid တစ်မျိုးဖြစ်တဲ့တမဒီ aspartic acid ဆိုတာပါတယ်အဲ့ဒီကောင်က3000 mg တောင်ပါတာစွဲစားမဲ့ဆိုင်ပေါ့နော်တောက်ရတာတော့၄လုံး၄လုံးကိုကျွန်တော်ကဘယ်လိုတောက်လဲဆိုရင်ကျွန်တော်ကအိတ်ခံကြီးမှာတောက်လေးရှိတယ်အစားစားပြီးညာဘက်လောက်ကြာရင်တောက်လို့ရတယ်ဆိုတော့ MD Stormman ပေါ့နော် MD Stormman ဆိုတော့ဘာအရင်စာပြီးတော့ WP ဖြစ်တဲ့အချိန်တောက်ခိုင်းတာတော့မဟုတ်ဘူး။ Before me သမလို့ရှင် After me နည်းနည်းလေးခြားပြီးတော့နောက်မဟုတ်ရင်မနေ့စာနဲ့နေ့လေးတာကြားထဲမှာလည်းကျွန်တော်တို့တောက်လို့ရတယ်လို့လည်းရှိတယ်။ဆိုတော့ဒါက Testosterone Boost ဖြစ်စေတဲ့ဟာ။အဲ့တော့ဘလိုလိုမျိုးတွေတောက်တင်တယ်လဲသူတို့ natural testosterone ကို boost ဖြစ်ချင်တဲ့သူတွေအာ vegan နဲ့ intermediate level အထိကျွန်တော်တို့ကဂျင်ဆော့တယ်လေ့ကျင့်ကားလုပ်ချင်တယ် muscle တွေပိုပြီးကြီးထွားချင်တယ်ဆိုရင်သူတွေက testosterone booster ကိုဒီဟာကိုတရက်ပုံသုံးလို့ရတယ် နောက်သူ့မှာပါတဲ့ဟာတွေကလည်းကျွန်တော်ကျွန်တော်ပြောပြသွားတယ်စိမ့်နေပါတယ်ဗိုင်တာမင် B6 ပါတယ် B12 ပါတယ် folic acid ပါတယ် B essential acid ဆိုရဲအာ amino acid တွေမျိုးပါတယ်ဆိုတော့ဒီဟာတွေကိုပဲကျွန်တော်တို့ကပုံမောင်းနေတယ်ဆိုတော့ဒီဟာတွေဒီအပင်နေကျွန်တော်တို့အစသဖြင့်မလို့အဒီအခုတွေဒီဟာတွေကနေထုတ်တာဖြစ်တယ်ဆိုတော့အာကျွန်တော်ပြောနေတာဘသူတွေတောက်လို့မရဘူးလဲဆိုတဲ့အပိုင်းရှိတယ်ဘသူတွေတောက်လို့မရဘူး session နဲ့အောက်တွေတော့ကျွန်တော်အားမပေးဘူးမတောက်ပါနဲ့ session နဲ့အောက်တွေမတောက်နဲ့အာသူထဲမှာပါတဲ့အတိုင်းဆိုလို့ရှင် ကြီးတယ်ဗလကြီးတယ်တော့ဒါတော့မဟုတ်ဘူးနော်ယောက်ျားလေးဗလကြီးကြဆောင်းအောင်မကြီးရဆိုတော့ဆက်ချင်တဲ့အောက်ဒီမတော့ပါနဲ့ပြီးရင်ဟော်မုန်းဆန်စတစ်ဖြစ်တဲ့သူတွေဟော်မုန်းဘယ်လန့်မနေဘူးခဏခဏအဲ့လိုဆန်စတစ်ဖြစ်တဲ့သူမျိုးတွေဆိုရင်တော့မတော့ပါနဲ့ဒါတော့ကျွန်တော်တားချင်ပါတယ်အဲ့တော့ဘယ်လိုလူမျိုးတွေတောက်ချင်လဲဆိုလို့ရှိရင်ဆက်ချင်တဲ့အထက်ရှိတဲ့လူငယ်တွေဒီဒီမတော့ချင်ဘူး natural testosterone boost ချင်တဲ့သူတွေဆိုလို့ရှိရင် DTF ကိုတောက်လို့ရတယ်ကျွန်တော်ကတော့အဲ natural အနေနဲ့နေတဲ့အချိန် natural ဆိုတာဖီးဒီတွေမတော့ဘူးကြိုင်ပွဲမှာ oxidant ကာလာပေါ့ကျွန်တော်တို့မြန်မာပြည်က oxidant လို့ဘာမှမတော့ဘူးလေ နိုင်ငံခြား oxygen နဲ့တော့မတူနိုင်ငံခြားအကောင်တွေက oxygen ကတော့ကျွန်တော်တို့900 mg လောက်ဖြုတ်နေတာကျွန်တော်တို့ကတော့ oxygen ဆို off တောင်းเนาะเนาะအဲ့တော့ကျွန်တော်တို့က post cycle therapy BCD ဝင်တဲ့အချိန်မှာဆိုရင်တော့ GF ကိုတုံးတယ်အာ natural အတိုင်းဝေးသွားကျင်တဲ့သူတွေဆိုလို့ရှိရင် GF ကိုတုံးလို့ရတယ် uh strength ကောင်းမယ် muscle recovery ကောင်းမယ်ပြီးတော့ဒီ tissue repair ပြန်ပြီးတော့ tissue တွေပြန်ပြီးတော့ဟိုဘယ်လိုပြောမလဲပျက်စီးသွားတဲ့ဟာတွေပြန်လည်တိချောက်ဖို့မိုင်းနေမှာဆိုတော့ဒီကောင်တော်တော်ကောင်းတယ်ဆိုတော့အဲ TF ကကျွန်တော်လက်တွေပါပြီးတော့သူတို့ရဲ့ဒီဟိုပါပေါ့အဲ clinic clinical study တွေရှိရယ်ပေါ့နော်လက်တွေသူတို့လေ့လာထားတဲ့အပိုင်းမှာဆက်နှစ်ရမှာ testosterone က42%လောက်ဒီတက်တယ်လို့တော့ကျွန်တော်စားထဲမှာပါဘူးလေကျွန်တော်ကဘယ်လောက်ပါဆန်တက်တယ်တော့မသိဘူးကျွန်တော်ဆိုရင်နှစ်ပတ်လောက်နဲ့ဘုံနဲ့နိုင်ငံနဲ့ပဲအရမ်းမိုက်တယ်ဆိုတော့ဒါ TF ကိုနေကျွန်တော် knowledge sharing လာလုပ်ပေးတာ ဒါကျွန်တော်တောက်တဲ့ဟာဒါကျွန်တော်ခုအိမ်မှာရိုက်နေတာအဲ့တော့ဂျင်မှာရိုက်နေဆိုလို့ရှိရင်ကျွန်တော်တမျိုးအာဂျင်ကမှဒိုအာတွေကြောင်ညာပေးနေတယ်ဖြစ်မှာဆိုလို့အဲ့တော့နောက်နေမှာလည်းကျွန်တော်အဲ့လိုကြောင်ညာမဟုတ်ဘဲနဲ့ကျွန်တော်တောက်တဲ့ဟာတခုချင်းစီပေါ့နော်သူတို့ကျွန်တော်ရိုက်ပေးလို့ပတ်သက်လာပေးရင်တော့ပေးပေါ့ဗျာမပေးလည်းဘာမှမဖြစ်ဘူးအဲ့တော့အဲ့ဟာလေးကိုကျွန်တော် sharing လုပ်ပေးသွားမယ်အဲ့တခုဒီဟာပေါ့နော်ဒါကကျွန်တော်တက်ဆရုံအကြောင်းပေးထားတာဖြစ်တဲ့အတွက်တက်ဆရုံအကြောင်းကိုပြောပြပေးသွားတာဖြစ်ပါတယ်နောက်နေတယ်မှာကျွန်တော်ဗီတာမင် C ပြီးလို့ရှိရင်အာဘာဒီဗိုက်တာမင်နဲ့ပတ်သက်တဲ့အကြောင်းတွေဗိုက်တာမင်မန်နဲ့ပတ်သက်တဲ့အကြောင်းတွေပြီးလို့ရှိရင်ကျွန်တော်မြန်မာပြည်မှာအများဆုံးအပြင်အိမ်မှာချက်နေတဲ့ဆန်နီးနေပါတယ်ရှိရတယ်เนาะအဲ့တော့ string tamric capsule လို့ခေါ်တဲ့ carcumin နဲ့ပတ်သက်တဲ့ a strap ပေါ့เนาะအဲ့ဒီအဲဆန်နီးအမြင့်ဆန်နီးဥပေါ့ string တဲ့အဲ့ဒီဟာနဲ့ပတ်သက်တဲ့အကြောင်းတွေကျွန်တော် ပြောရမယ်ပြီးငါးကြီးစီတို့အလွယ်တကူကျွန်တော်တို့အမြင်နဲ့ဒီလိုအကြောင်းတွေမှာရှိတဲ့ဟာတွေနဲ့ပတ်သက်တဲ့ဟာကို supplement တွေအကြောင်းကိုကျွန်တော် selection သွားပါမယ်နောက် ဟုတ်ကဲ့ဒီမှာနောက်ဗီဒီယိုတွေမှာဆိုလို့ရှင်တော့ကျွန်တော်ရဲ့မိတ်ဆွေဆရာဝန်တွေနဲ့တို့ရဲ့ medical point of view နဲ့ကျွန်တော်တို့ဒီဘက်ကာယဗလာသမားတွေရဲ့အမြင်တွေနဲ့အဲ့တော့တာမန်လူတွေဘယ်လိုသုံးမလဲကျွန်တော်တို့ကာယဗလာသမားတွေဘယ်လိုသုံးမလဲဆိုတဲ့အကြောင်းတွေကိုဆက်လက်ပြီး sharing လုပ်ပေးသွားပါမယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်လို့ တိုးရှိတယ်ဆိုလို့ရှင် share တော့ပေးပါနောက်နေ့တွေမှာ episode တစ်ခုချင်းတွေ like တစ်ပိုင်းချင်းတွေဆက်လက်တင်ပြပေးသွားပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆက်လက်ပြီးတော့တကယ်လက်တွေ့အတုံးချပြီးတော့တကယ်လက်တွေ့လေ့လာထားတဲ့ဟာတွေကိုပဲဆက်လက်ပြီး sharing လုပ်ပေးသွားပါမယ်ပြီးတော့အခါမှာစာဖတ်ပြီးတော့အာ content တွေကို viewer များလို့တော့စိတ်နဲ့ကျွန်တော်ပြီးတော့အခါမှာမလုပ်ပါဘူးဒါလေးလေးကျွန်တော်လက်ရှိတုံးနေတဲ့ဟာတွေကိုကျွန်တော်လည်းတုံးနေခင်ဗျားတို့လည်းတုံးနေတကယ်လည်းကောင်းနေဆိုလို့ရှင်ရောင်းနေသူလည်းရောင်းရမယ်ကျွန်တော်တို့လည်း အဆင်ပြေတယ်လိုအပ်နေတဲ့သူတွေအတွက်လည်းအသုံးဝင်သွားလိမ့်မယ်ဒီသဘောပါအားလုံးကျေးဇူးများကြီးတင်ပါတယ်